လာတာအဲဒီလိုပါပဲလေတစ်တော့မှာမမသတင်းတက်တယ်ကွယ်လွန်သွားပြီဆိုတာဟုတ်လားကွာလန့်သွားလန့်တဲ့အခါကျမမကို message တော့ပို့ထားတယ်မမကနေကောင်းလားဆိုပြီးတော့ပေါ့နော်မမကိုဓာတ်ရိုက်ဖုန်းလမ်းဆက်တဲ့အခါကျတော့မမပြန်ခေါ်တယ်မမပါစကအတန်လေး hello လီလီဆိုရဲ့အတန်လေးခြားတဲ့အခါကျတော့ကို့အနေနဲ့နည်းနည်းလေးစိတ်ကြီးချမ်းသာပါတယ် မမရဲ့ကျမ်းမာရေးကတခါကျလို့ရှိရင်အဲ့လိုမျိုးချောင်းဆိုးတဲ့အခါကျလို့ရှိရင်မောတယ်ဟိုအရင်ထူ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 ကြီးဖြစ်နေတာမဟုတ်ဘူးလေချစ်ခင်တဲ့ပြိတက်တွေဆိုလို့ရှိရင်စိတ်မပူပါနဲ့ပေါ့နော်မမသတင်းကအမားဆိုတာကိုပြပြချင်ပါတယ်လာတော့အဲဒီလိုပါပဲလေအဲ့လိုပြောတော့ကိုရောလည်း မကောင်းလဲတက်ရအောင်လားမမသတင်းရကြတော့ဟိုမနေ့ကညပတ်သေးရပေါ့နော်အဲစနစ်ခွဲလောက်သေးတာအဲ့လိုအတိမိတ်ဆွေကပုံလန်းဆက်တယ် TikTok မှာမမသတင်းတက်တယ်ကွယ်လွန်သွားပြီဆိုတာဟုတ်လားကွာလန့်သွားကွာ TikTok တောင်ကောက်ပြီးရောခင်တန်းလူဆိုပြီးရိုက်ချိုက်တဲ့အခါမှာခင်တန်းလူကွယ်လွန်သတင်းဆိုပြီးတက်လာတယ် ဒါပေမဲ့အဲ့ဒီတရင်ဟာတင်ထားတာက1 hour အကူဆိုပြီးတော့ဒါပေမဲ့ကိုကဟိုအောက်မှာကြည့်ရတချို့ကမဖြစ်နိုင်ဘူးလို့ဟိုဖြစ်နိုင်တယ်လို့ comment တွေအမျိုးမျိုးဆိုတော့ကိုကအဲ့ချိန်မှာမမားကိုလှမ်းဆက်မယ်ဆိုလို့ရှိရင်လည်းအဲ့နေမလားပေါ့နော်ဆိုပြီး message တော့လှမ်းပို့ထားတယ်မမားကနေကောင်းလားဆိုပြီးတော့အဲ့လိုမျိုးတော့လှမ်းပို့လိုက်တယ်ပေါ့နော်အဲမနဲ့လဲချလဲချအောင်အဲ့လိုမမားရဲ့အသိမိတ်ဆွေကိုပုံလှမ်းဆက်တာကြတော့တရင်ဟာအမားတယ်မဟုတ်ဘူးတဲ့အဲ့ဒါနဲ့ကိုကမယုံသေးဘူး line ပေါ်မှာလည်းဟိုးလေးတချို့ချောဖြစ်တယ်ဆိုတော့မမားကိုဓာတ်ရိုက်ပုံလှမ်းဆက်တဲ့အခါကျတော့မမားကပြန်ခေါ်တယ် လီလီတဲ့နေကောင်းလားတဲ့သူနဲ့အဆက်အသွယ်အမြင်ရှိရယ်လေဟိုနေကောင်းလားတမီးရဘာလုပ်နေလဲဆိုတော့သူကလီလီရနေကောင်းလားဆိုတော့အတန်လေးကလည်းမမာလေးပါပဲဒါပေမဲ့မမာလို့နေမကောင်းလားလို့ကိုယ်ကနှမ်းမိတဲ့ခါကျတော့နေမကောင်းတာတော့မဟုတ်ဘူးတဲ့ဟိုတခါချင်းရင်မောတယ်တဲ့တခါချင်းအသက်ရှူချက်တယ်တဲ့မမာအလောက်ပါပဲတဲ့အဆင်ပြေပါတယ်ဆိုတော့ပြန်ဆက်တယ်ပေါ့နော်ကိုခေါ်ထားတဲ့ကိုကိုပြေးတဲ့ခါပြန်ဆက်တဲ့အခါကျတော့ဒီသတင်းကမဟုတ်ဘူးဆိုတာကိုကတစ်ထစ်ချက် ိုယုံကြည်ကြတာပါဟာမမနဲ့ကကြတော့အငဲတန်းတပတ်ကိုနှစ်ကြိမ်သုံးကြိမ်လောက်တောင်မှကိုမဆက်ရင်တောင်မှမမကဖုန်းလန်းဆက်တယ်ပေါ့နော်ဒီလေးဘာလဲနေလဲမိကောင်းလားအဲ့လိုအဲ့လိုအငဲတန်းသူနေတယ်ပေါ့နော်အဲသူ့မွေးနေ့ကလည်းရက်ခံနေပြီဆိုတော့ဘလို့စီစဉ်ကြမယ်နော်ဓာတ်ပုံလေးတွေရိုက်ချမယ်နော်အငဲတန်းပြောဖြစ်တယ်မမဟိုဒီသတင်းတက်လာတဲ့အခါမှာကိုရဲ့စိုးရိမ်မှုကလည်းဟိုတကယ်ကိုလွန်ကဲသွားတယ်เนาะဟဲ့တကယ်များဖြစ်နေမလားဆိုပြီးတော့အာတကယ်တကယ်လဲကြာလဲကြာရောဒီသတင်းမဟုတ်ဘူးဆိုတော့မမပါစက်က အတန်လေး hello လီလီရေးဆိုတဲ့အတန်လေးကြားတဲ့အခါကျတော့ကို့အနေနဲ့နည်းနည်းလေးစိတ်ကြီးချမ်းသာပါတယ်မမရဲ့ကျမ်းမာရေးကတခါကြလို့ရှိရင်ဒီလိုမျိုးချောင်းဆိုးတဲ့အခါကြလို့ရှိရင်ငောတယ်။ဟိုအရင်ထူ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 ကြီးဖြစ်နေတာမဟုတ်ဘူးလေ။အော်နည်းနည်းအသက်ကြီးသွားတဲ့အခါကျတော့လူကြီးပုံစံမျိုးပေါ့နော်။အဲအဲ့လိုမောဟိုက်တာတို့တခါကြလို့ရှိရင်လူကြီးအသက်ရှူချက်တယ်ပေါ့နော်။အဲအသက်ရှူချက်တဲ့အခါကြလို့ရှိရင်ဒီပုံမှန် easy နေလိုက်တဲ့အခါကြလို့ရှိရင်ဒီယောဂါရဲ့တက်တာသွား။သူကတော့ပြပြပါတယ်။မမကျမ်းမာရေးတော့ဘူးဆိုင်နော်။တခုဆိုလို့ရှိရင်ပုံလန်းဆက်နော်။ အဲတမိလည်းကျမရဲ့ဒီဥစားရဲ့အဲအရန်ကြီးလည်းလှုပ်လှုပ်ရှားရှားနဲ့မလုံးနဲ့ကိုကိုတော့ပြန်ပြီးတော့သူကအငဲတန်းလို့ဆုံးမတာပေါ့နော်အဲ့ဒါလည်းပါပဲမမရဲ့ကျမကြီးကဟာကိုလိုပဲလို့စိုးရင်စိတ် ကြီးကြတာပေါ့နော်တချို့ဆိုလို့ရှိရင်ပုံလေးလန်ဆက်တယ်တချို့အတိုင်းဝိုင်းနေဆိုလို့ရှိရင်ဒီဒီရဲ့မမရဲ့အခြေအနေလေးကတကယ်လားတချို့ကျတော့လည်းပြောမထောက်ဘူးပေါ့မမဆုံးသွားပြီဆိုတာဟုတ်လားဆိုတော့ပြောမထောက်ဖုံးဆက်တာနဲ့တည်ရယ်ပေါ့နော်ဒါပေမဲ့ကိုကတော့ဟိုမမစီရန်ကဓာတ်ရိုက်ဆက်သွယ်မှုရခဲ့တဲ့အခါကျတော့မဟုတ်ဘူးဆိုတဲ့အကြောင်းပြန်ပြောတဲ့အခါကျတော့အော်ဒီသတင်းကအမှားပါလားဆိုပြီးတချို့ကကျတော့အဲ့လိုမပြောရှင်းသွားကြတယ်ပေါ့နော်အဲ့ဒါလေးပါပဲဟုတ်ကဲ့ မနဲ့လည်းဒါမိတ်ကအခုဒီဒိန်းတာဆိုရှင်းနေကြော်တော့နော်အဲ့လာဝင်ကြတာရှိသွားပြီ2018ပေါ့2019က2018လကစလိုက်တာတော့အခု2020နဲ့အဲလေးအကယ်ဒမီပြီးနောက်ပိုင်းအခုတော့ကလေးဖြစ်သေးဘူးပေါ့နော်အဲအဲ့လောက်အဲ့လောက်9နှစ်10နှစ်ဝင်ကြတာဖြစ်သွားပြီမမနဲ့ကြတာဟွာလေးမမရဲ့အိမ်ဆိုလို့ရှိရင်ဒီဒီသွားတော့မယ်ဆိုလို့ရှိရင်မမကဒီဒီရေးအဲလာဖြစ်လား ဘယ်ချိန်လာမလဲအဲ့လိုခဏခဏတစ်ဖက်ဘွားလို့ဆက်တယ်ပေါ့နော်ဒါပေမဲ့ဟိုတချို့တွေဆိုလို့ရှိရင်ဒီလိုလာမယ်ဆိုရင်တော့စိုက်ချင်မှစိုက်မှဒါကဟိုဟိုမင်းသမီးမှမဟုတ်ပါဘူးဘယ်အိမ်ဘယ်ဖြစ်ဖြစ်ပေါ့နော်အဲမမကတော့သူ့အိမ်လာမယ်သူ့အိမ်သွားမယ်ဆိုလို့ရှိရင်ဖုန်းနဲ့ဆက်လိုက်ခါကျအမြဲတမ်းပဲလေးလာခဲ့ ်အဲမမတော့ဘယ်အချိန်ဆိုလို့ရှိရင်ရှိနိုင်လဲဘယ်အချိန်ဆိုလို့ရှိရင်မစီကန်သွားမလဲဒီဘယ်အချိန်ဆိုလို့ရှိရင်မအဲ့လိုအပြင်းသွားတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတက်နေတက်ကမိသားစုလိုပုံစံဖြစ်လာတဲ့အခါကျတော့မမဘက်ကကိုယ်လည်းသားသမီးလိုသဘောထားကိုကလည်းမမကိုကိုယ်လိမ့်ပြနေတဲ့မင်းသမီးပြလို့တော့မဟုတ်ပဲနဲ့ကိုယ့်ရဲ့မိဘလို့ ခင်သွဲလာတဲ့အဲအဲ့လိုမျိုးပေါ့နော်ပြီးကပတ်ဆိုလဲနှစ်ကြိမ်သုံးကြိမ်လောက်အဆက်အသွယ်လုပ်ဖြစ်တယ်အဆက်အသွယ်လည်းရှိတယ်ဆိုတော့အမားနဲ့ကလိုလဲဆိုလို့ရှိရင်ကိုမိဘလိုဖြစ်သွားတာပါဟုတ်တယ်စိတ်ပူတဲ့ပြိတ္တတွေလည်းစိတ်မပူနဲ့ပေါ့နော်အမားကျမ်းမာရေးရာပုံမှန်အတိုင်းပဲပြီးတော့အမားနဲ့လည်းဖုန်းဆက်သွယ်ရခဲ့လို့လည်းကိုဒီ interview ကိုဟို ခြေလိုက်တာပေါ့နော်ပြီးတော့အဲမမရဲ့အသိမိတ်ဆွေတွေကလည်းအဲစိတ်ပူနေတဲ့အသိမိတ်ဆွေတွေကိုလည်းစိတ်မပူတာနဲ့လို့ပြောချင်တယ်ပြီးတော့မမချစ်တဲ့ဒီပြိတ္တတွေမမကိုတန်မှုတာလေးစားနေတဲ့ဒီချစ်ခင်တဲ့ပြိတ္တတွေဆိုလို့ရှိရင်လည်းစိတ်မပူပါနဲ့ပေါ့နော်မမတရင်ကအမားဆိုတာကိုပြပြချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်